ယ့် skill set တွေကို upgrade 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 လုပ်နေဖို့ကျွန်တော်က request လုပ်ချင်တာပါအားလုံးပဲမင်္ဂလာပါဒီနေ့လိုမျိုးတာယာလှပတဲ့နေ့လေးမှာ MCY ကနေပြီးတော့ចောင်းသားចောင်းသူတွေကိုစကားလေးနည်းနည်းလောက်လာပြီးတော့ပြောတာပါအဲ့တော့ကျွန်တော်ကဘာလေးကိုပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့ skill set တွေကို upgrade လုပ်ဖို့အတွက်ကျွန်တော်ကလာပြီးတော့ request လုပ်တာဖြစ်ပါတယ် ဘာကြောင့်ကျွန်တော်ဒီလိုမျိုးပြောလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ AI ခေကြီးကတပြေးပြေးနဲ့ကျွန်တော်တို့ hype ပြီးရင်ကျွန်တော်တို့က hype နေတာပါအဲ့တော့ဒီဒီ digital trend ကြီးနောက်မှာနောက်ကျကြံခဲ့မယ်ဆိုရင်မိတ်ဆွေတို့အတွက်လည်းမကောင်းတော့မိတ်ဆွေတို့ရဲ့စီးပွားရေးအတွက်လည်းမကောင်းပါဘူးအဲ့တော့ကိုကအခုချိန်တည်းကနေစပြီးတော့အကုတ်ရေးတာမျိုးတွေ scale set တခုခု လေးလာတာမျိုးတွေမဟုတ်ဘူးဆိုရင်မိတ်ဆွေတို့ကနောက်ောက်ကျကြံခဲ့မှာဖြစ်တယ် အဲ့တော့မိတ်ဆွေတို့ကကျွန်တော်တို့ဒီတမ်းမဲ့အလုပ်သမားတယောက်အနေနဲ့လှုပ်ချင်တာလားဒါမှမဟုတ် professional တယောက်အနေနဲ့လှုပ်ချင်တာလားအပေါ်မှာမူတည်ပြီးတော့မိတ်ဆွေတို့ရဲ့ဒီလေးလာတဲ့ပုံစံလေးလေးလာမဲ့အရာတွေကပြောင်းလဲသွားမှာဖြစ်လို့နောက်9နှစ်မှာကျွန်တော်တို့တက်စစ်ချိုးပြောင်းမဲ့ဟာတွေကိုကျွန်တော်တို့ကအခုတည်းကစပြီးတော့လေးလာမှာဖြစ်ပါတယ် နော်အဲ့တော့ကျွန်တော်တို့ကအခုမိုးရာသီလည်းကုန်သွားပြီအဲ့တော့ကျွန်တော်တို့ဒီဆောင်းရာသီကိုလည်းတဖြည်းဖြည်းနဲ့ချင်းကပ်လာပြီပေါ့နော်အဲ့တော့ဒီလိုမျိုးချင်းကပ်လာတဲ့ကာလမှာလေကျမ်းမာရေအထုကယူဆိုင်ဖို့အတွက်ကျွန်တော်ကလည်းလေးရက်နဲ့ကျွန်တော် request လုပ်ချင်ပါတယ်ဒါအပြင်ပေါ့နော်ကျွန်တော်ပို့ပြီးတော့ request လုပ်ချင်တာကိုယ့်ရဲ့ skill set တွေကို upgrade 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 လုပ်နေဖို့ကျွန်တော်က request လုပ်ချင်တာပါအဲ့တော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ចောင်းသားတော်တော်များများဘာလို့ဒီကျွန်တော်ကိုလာပြောလဲဆိုတော့ကျွန်တော်မှဟိုစာလုပ်ဖို့အချိန်မရှိဘူး ော်ဟိုကြောင်းတက်နေလို့ဒီကြောင်းတက်နေလို့ကြောင်းသားပေါင်း900ကျော်600ကျော်နေလာပြီးတော့ complain တက်တာပါအဲ့တော့ဒီလိုမျိုး complain တက်နေတာမျိုးတွေကျွန်တော်တို့ဘယ်လိုမျိုးမှကျွန်တော်တို့ဘက်ကနေဖြေရှင်းပေးလို့မရပါဘူးဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ time management ကိုသေချာလုပ်မှပဲရမှာဖြစ်တယ်အဲ့တော့ ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတခုခု continuous learning continuous improvement ဖြစ်နေမှသာလင်ကျွန်တော်တို့ကပို့ပြီးတော့အတော်တဲ့ကျွန်တော်တို့ဒီ professional တယောက်ဖြစ်မှာအဲ့တော့မိတ်ဆွေတို့ရဲ့ဘဝကိုကျွန်တော်တို့တန်မြန်အလုပ်သမားတယောက်အနေနဲ့ပဲနေမလားဒါမှမဟုတ် ID professional software engineer ဆိုတဲ့ job title နဲ့နေမလားနောက်ပြီးတော့ကျွန်တော်တို့ဒီ blue collar နဲ့ဒီကျွန်တော်တို့ white collar နဲ့ရလဲကျွန်တော်တို့ဒီလစာတွေအလွန်မင်းကွာခြားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဂျပန်နိုင်ငံကိုသွားမယ်ဆိုရင်ကျွန်တော်တို့ ID ပညာရှင်အနေနဲ့တွားရင်ဘယ်လောက်ရလဲကျွန်တော်တို့အနည်းဆုံးကရန်ကျွန်တော်တို့ဒီ1020ဟုတ်တယ်နော်1025တောင်ဟုတ်တယ်မလားအဲ့လိုမျိုးဒီအ ਨੇ ဆုံးပေါက်ဈေးတွေရှိတယ်ဗျာဟုတ်ပြီလားဒါပေမဲ့ကျွန်တော်တို့တခြား ဗီဇာမျိုးစားတွေနဲ့သွားရင်ဘယ်လိုမျိုးရလဲဆိုတော့မိတ်ဆွေတို့စုံစမ်းကြည့်လို့ရတယ်ဗောနော်အဲ့တော့ဂျပန်ပဲသွားတော့ကျွန်တော်ဘယ်နိုင်ငံကိုပဲသွားတော့မိတ်ဆွေတို့ဒီเนาะအဲကိုယ့်ရဲ့ skill set ကိုအခုချိန်နဲ့စပြီးတော့လေ့လာမှသာလေနောက်ပိုင်းမှာကျွန်တော်တို့ဒီ AI နဲ့ကုတ်ရေးတဲ့အခါမှာဖြစ်ဖြစ်ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကောင်းကောင်းမွန်မွန် skill set ရှိရှိနဲ့အသုံးပြုနိုင်မှာဖြစ်တယ်ကိုယ့်ရဲ့ skill set ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်เนาะ အဲ့တော့ကျွန်တော်တို့ဒီလမ်းလေးတစ်ခုလောက်မယ်ဆိုရင်ဘယ်ကနေစပြီးတော့လုံမလဲဆိုတာကိုကျွန်တော်အများကြီးလာမိတယ်အကျွန်တော်ရှိမှတင်တန်းဖွင့်တယ်ကျွန်တော်တို့ရှိမှအယောက်600ကျော်တော့တထောင်လောက်ကိုကျွန်တော်တို့ရှိမှလာပြီးတော့တင်တန်းအပ်ကြပါဗါးအဲ့တော့ဒီနေရာမှာကျွန်တော်လာမိကြတာကြီးအများကြီးပဲကျွန်တော်ဒီတင်တန်းကိုဘယ်လိုတက်ရမှာလဲဒီတင်တန်းမှာလက်ရှိအလုံးနဲ့ ဆက်ဆက်နေရလားဘယ်လိုလုပ်အောင်မလဲပေါ့နော်အဲ့တော့မိတ်ဆွေကကျွန်တော်တို့ဒီ programmer တယောက်ဖြစ်ခြင်းနဲ့အဲ့တော့လူတိုင်းကအမှန်အ programming လေးလာတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ logical skill set ကိုယ့်ရဲ့ hard skill ကတိုးတက်လာဖို့အတွက်ဆိုကျွန်တော် programming language ကိုကျွန်တော်တို့လေးလာလိုက်မယ်ဆိုကိုယ့်ရဲ့အတွေးခေါ်အားစာ mindset တွေကျွန်တော်တို့ရဲ့စဉ်းစားပုံစဉ်းစားနေအာဒီလိုမျိုးဟာတွေအကုန်လုံးကပြောင်းလဲသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တနေ့ကိုအနည်းဆုံး9ဝက်လောက်ပဲအချိန်ပေးမယ်ဆိုရင်တော့မှပုံမှန်လေးလောက်သွားရင်6လလောက် ဆိုတာနဲ့ကိုက skill set ရှိတဲ့ programmer တယောက်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အကျွန်တော်ဆိုရင်ဒီနေ့ကိုအနည်းဆုံး6နာရီလောက်ကုတ်ရေးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခုနောက်ပိုင်းဆိုရင်ကျွန်တော်6နာရီလောက်ကုတ်ရေးစီရမလို့တော့အခုနောက်ပိုင်းကျွန်တော် business တွေလည်းတွဲပြီးတော့လုပ်နေတာဆိုတော့ကျွန်တော် business လုပ်စရာရှိတာလုပ်တယ်ကျွန်တော်ရဲ့ software ရေးစရာရှိတာရ management လုပ်စရာရှိတာလုပ်တယ်ဒီလိုမျိုးလုပ်နေတာပေါ့နော် request in ပြီးသွားရင်လည်းပြန်သုံးလို့ရတယ်ကိုယ့်ရဲ့ business ထဲမှာ software ကိုပြန်ရေးသုံးမလားဒါမှမဟုတ်ကိုက service ပေးမလား software engineer တယောက်အနေနဲ့လုံးလုံးမှာလဲ company မှာသွားလုံးမှာလား freelance လုံးမှာလား digital nomad တယောက်အနေနဲ့ကိုကြိုက်တဲ့နေရာမှာ travel သွားရင်လည်းကျွန်တော်တို့ freelance လုံးမလားတခြားနိုင်ငံတွေမှာသွားနေရင်လုံးမလားဒီလိုမျိုးခွင့်ရေးပေါင်းစုံရားနိုင်တဲ့ career တခုကိုမိတ်ဆွေတို့အနေနဲ့ find ဖို့ကျွန်တော်ကတော့ဒီတရင်ကျော်လာပြနေလေးမှာ request လာပြီးတော့လုပ်ချင်လုပ်တာပါအဲ့တော့ကျွန်တော်ရဲ့ဒီ video လေးကိုတွေ့တယ်ဆိုရင် knowledge ရတယ်လို့ ခံစားရတယ်ဆိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel subscribe လုပ်ထားလို့လည်းရပါတယ်ကျွန်တော်ရဲ့ TikTok မှာဆိုရင်တော့အဗီဒီယိုတော်တော်များများကိုတင်ပါတယ်ကျွန်တော် short video တွေတင်ပါတယ်အဲတော့ knowledge sharing တွေကို Facebook မှာလည်းကျွန်တော်လုပ်ပါတယ်ဆိုတော့ဒီအကောင့်လေးကိုလေ့လာခြင်းလေဆိုရင်ကျွန်တော်ရဲ့ Facebook အကောင့်မှာလာပြီးတော့အဲလေ့လာလို့ရတယ်လို့ YouTube မှာတော့ ACC ကျွန်တော်တို့ကိုနားနေတဲ့အချိန်ကိုအိတ်ခါနေချိန်မှာနားထောင်လို့ရပါတယ်โอเคဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်ပြီးတော့ဆုံကြရအောင်ပါ